လုံးပဲမင်္ဂလာပါဒီပြလေးမှာကျွန်တော် share လုပ်ပေးချင်တာကတော့လက်ရှိကိုအသုံးပြုနေတဲ့ကိုယ့်ရဲ့ Facebook အကောက်အဂျီမေးအကောက်တွေကိုပေါ့နော်အဲတပတ်စောမမမီလို့အစ်စ်ချင်းကျင်တယ်ဘယ်လိုမျိုးချင်းရမလဲပေါ့နော်အဲတချို့မိတ်ဆွေတွေကြတော့လေလက်ရှိကိုတော့အသုံးပြုနေတယ်ကိုယ့်ရဲ့ Facebook အကောက်တွေဂျီမေးအကောက်တွေကိုပတ်စောမမမီဘူးပေါ့နော်အစ်စ်ချင်းကျင်တယ်ဘယ်လိုမျိုးချင်းရမလဲပေါ့နော်အဲဒီနီလန်းလေးနှစ်ချက်ကိုကျွန်တော် share လုပ်ပေးချင်တယ်အဲလက်ရှိကိုအသုံးပြုနေတဲ့အချိန်မှာကိုယ့်ရဲ့ Facebook အကောက်ဂျီမေးအကောက်တွေကိုပေါ့နော် အမမမိသည်ဖြစ်စေမှတ်မိသည်ဖြစ်စေပေါ့နော်အချိန်နဲ့နီလန်းနှစ်ချက်ကိုကျွန်တော် sharing လုပ်ပေးချင်ပါတယ်โอเคဒီလိုမျိုးလုပ်ဖို့ဆိုရင်ကိုယ့်ရဲ့ Facebook account ထဲကိုဝင်လိုက်မယ်အဲကိုယ့်ရဲ့ Facebook account ထဲကိုရောက်လာပြီဆိုရင်ဒီဘက်က profile နေရာလေးကိုအဲမြင်းချောင်းသုံးချောင်းနဲ့ profile ရှိတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်ဒါ Facebook account မှာအရင်ချိန်နဲ့နီလန်းလေးကိုကျွန်တော်မျှဝေပေးမယ်ပေါ့နော်โอเคဒါဆိုရင်ဒီနေရာမှာဒီ setting ပုံလေးကိုတစ်ချက်နှိပ်မယ်โอเคပြီးတော့ရင်ဒီအပြာချောင်းလေးပေါ့နော်စီမိုးရင်အောက်စင်တာကိုတစ်ချက်နှိပ်မယ် โอเคပြီးသွားရင်ဒီမှာ password and security ဆိုတာရှိတယ်ဒီနေရာလေးပေါ့နော်အဲ့ဒီနေရာလေးကိုချက်နှိမ့်မယ်โอเคဒီလိုမျိုးပေါ်လာရင်ဒီအပေါ်ဆုံးအကြောင်းလေးပေါ့နော်ကျွန်တော်တို့က password change မှာဖြစ်တဲ့အတွက်အပေါ်ဆုံးအကြောင်းလေးကိုချက်နှိမ့်မယ်โอเคဒီတိုင်းလေးပေါ်လာမယ်ပေါ်လာမှဆိုရင်ပေါ်လာတဲ့နေရာလေးကိုနောက်တစ်ချက်ဖြတ်နှိမ့်မယ်โอเคဒါဆိုရင်ဒီနေရာမှာစပြီးတော့ကျွန်တော်ရဲ့ message က password စ change လို့ရပြီအမေဆွေကကိုယ့်ရဲ့ Facebook password ကိုသိနေတယ်ပေါ့နော်။ဒါပေမဲ့ကိုယ့်ရဲ့ Facebook Facebook ရဲ့ account password ကိုတယောက်ကသိသွားတဲ့အတွက် change ကျင်တယ်ပေါ့နော်။ episode password ကိုသိတယ်အဲဒါပေမဲ့အသိချင်းကျင်တဲ့မိတ်ဆွေတွေတော့ကတော့အသိနေတယ်ဆိုရင်ဒီအပေါ်ဆုံးကြောင်းကတော့ကိုယ့်ရဲ့ episode password အဟောင်းကိုထည့်ပါတော့အဲဒါကိုယ်သိနေတဲ့ episode password ကိုထည့်မယ်အဒီအောက်နှစ်ကြောင်းကတော့ဒါအစ်စ်ချင်းညင်တဲ့ password ပေါ့နော်အဒီနှစ်ကြောင်းကိုထည့်မယ်အဒီဒုတိယကြောင်းနဲ့တတိယကြောင်းကတူမရမယ်ပေါ့နော်ဥပမာကျွန်တော်ဘယ်လိုမျိုးတူတာလဲဆိုတာကိုကျွန်တော်ပြပေးမယ်အဒီလိုမျိုးပေါ့နော်ကိုအဲကျွန်တော်နမူနာထည့်ပြမယ်နော်1 2 3 4 5 6 8အနည်းဆုံး8လုံးတော့ထည့်ပေးရတယ်နော်အဒီနေရာမှာဥပမာဒီလိုမျိုးပေါ့နော် အတူမဆိုတာကအောက်ကလည်းဒီလိုပြောရဲပါနော် KO 9 1 2 3 4 5 6ခုနှစ်အဲဒီလိုမျိုးလေးပါနော်အဲဒီလိုမျိုးလေးတူမရမယ်အတကယ်လို့ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကကိုယ့်ရဲ့ Facebook account ရဲ့ password ကိုမှတ်မိနေတဲ့ချိန်မှာ change နေဆိုရင်တော့အဲဒီတိုင်းဒီဒါတော့ password အစ်စ်ပေါ့နော်ဒီနှစ်ချောင်းကဒီလိုမျိုးတူမရမယ်ကျွန်တော်ဒီလိုမျိုးထည့်ရမယ်ပြောတာမဟုတ်ဘူးနော်မိတ်ဆွေထည့်တဲ့နေရာမှာဒီနှစ်ချောင်းကတူဖို့လိုတယ်ပြောတာပေါ့နော်အဲဒီလိုမျိုးတူနေမှရမယ်ဒါဆိုရင်မိတ်ဆွေရဲ့အပေါ်ဆုံးချောင်းကတော့မိတ်ဆွေလက်ရှိကိုမှတ်မိနေတဲ့ အကိုရဲ့ဖေဆိုပတ်ဆိုအဟောင်းကိုထည့်မယ်အဒါကတော့ချိန်မဲ့ပတ်ဆိုအသစ်နှစ်ခုတော့ဒီနှစ်ခုတူအောင်ထည့်မယ်โอเคထည့်ပြီးတော့ကျွန်တော်ရဲ့မစ္စကဒီနေရာလေးကိုအမှန်ချစ်မယ်အဒီနေရာလေးကိုအမှန်ချစ်လိုက်မယ်ဆိုရင်မိတ်ဆွေ Facebook ကောက်ကိုတယောက်ကဝင်သုံးနေတယ်ဆိုရင်သူ့စမှာအော်တိုထွက်သွားမယ်အထွက်သွားပြီးတော့သူဝင်လို့မရတော့ဘူးနော်ကိုက password ချိန်နေတာဖြစ်တော့ကိုရဲ့ account ကကိုရဲ့ account တယောက်ကဝင်သုံးနေဆိုရင်သူ့မှာထွက်သွားမယ်ပေါ့နော်အပြီးသွားတာနဲ့တယောက်ကချိန် password ဆိုတာတွေကအပြာလေးကပေါ်နေတာပေါ့နော်ကျွန်တော်မှမှီးနေတယ်ဆိုတာကကျွန်တော်ကဒီပေါ်ကြောင့်မထည့်ထားသေးဘူးမှီးနေတာ အောက်ကချင်း password ကိုနှဲရတာ ਨੇ မိဆွေရဲ့ Facebook account ရဲ့ password ကဒါအသိရတော့ပါပြီ Okay ဒါကတော့လွယ်တယ်ဗောနော်အလွယ်လဲဆိုတော့ကိုမှတ်မိနေတဲ့အချိန်မှာချိန်လိုက်တာကလွယ်ကူတယ် Okay ဒါဆိုရင်ကျွန်တော်ရဲ့မိဆွေကကိုရဲ့ Facebook account တော့ကျွန်တော်သုံးနေတယ်ဗျာအဲဒါပေမဲ့ Facebook account ရဲ့ password အဟောင်းကိုလည်းမှတ်မိဘူးအဲ့ဒါပဲမဲ့အသစ်လိုချင်တယ်ဘယ်လိုမျိုးယူမလဲပေါ့နော်။ Okay ဒါဆိုရင်အသစ်ယူဖို့တော့ပေါ့နော်။ဒါကတော့ Facebook password ကိုလုံးဝမမှတ်မိတော့ဘူး။ကျွန်တော်ကအသစ်လိုချင်တယ်။ Facebook ကလည်းအသုံးပြနေတယ်ဆိုတော့မိတ်ဆွေတွေအတွက်ပေါ့နော်။ โอเคဒါဆိုရင်ကျွန်တော်ရဲ့မစ္စတာကဘယ်လိုမျိုးသွားမလဲဆိုဒီမှာထည့်เสียမလို့တော့ဘူးเนาะအတားတွေကိုကျွန်တော်ရဲ့မစ္စတာကဖြုတ်လိုက်မထည့်နဲ့တော့ဗောနော်အထည့်เสียမလို့ကိုကဘာမှမမှတ်မိတော့တာဖြစ်တဲ့တော့ဗောနော်အဲလက်ရှိ Facebook တော့အသုံးပြုနေတယ်ဘာမှမမှတ်မိတော့ဘူး password အသစ် change နေလို့ချင်းနေဆိုရင်တော့အောက်ကဒီအပြာကြောင်းလေးဗောနော်အဲ forget password ဗောနော်ကျွန်တော်မျှပြထားတဲ့အပြာကြောင်းနေရာလေးကိုတစ်ချက်နှိပ်မယ်โอเคဒါဆိုရင်အဲသူကဒီလိုမျိုးလေးရပ်လာပြတယ်ဒါဆိုရင်ကျွန်တော်ရဲ့ Facebook အကောင့်ကိုဒါကျွန်တော်က Gmail နဲ့ဖွင့်ထားတာဖြစ်တဲ့အတွက် အဂျီမေးလ်လာပြတယ်အဲဖုန်းနံပါတ်နဲ့ဖွင့်လာလို့ဆိုရင်လည်းဖုန်းနံပါတ်လာပြမယ်တကယ်လို့ဒီဂျီမေးလ်ဒီ Facebook အကောင့်မှာပေါ့နော်ဖုန်းနံပါတ်တွေရောဂျီမေးလ်တွေရောချိတ်ခဲ့တာရှိတယ်ဆိုတော့ तू ကအကုန်လုံးကဒီမှာလာပြပေးတယ်အဲကျွန်တော်မှတော့ဘာမှမရှိဘူးဒီဂျီမေးလ်တစ်ခုပဲရှိတယ်ပေါ့နော်ဒါဆိုရင်ဂျီမေးလ်ကိုကျွန်တော်တို့ကသွားမယ်ပေါ့နော်အဲဒါဆိုရင်ဘေးနားကအကွက်လေးကိုဒီလိုမျိုးလေးအဆက်လေးကိုအမှတ်ချလိုက်ပေါ့နော်အဲကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာတော့ဒီဂျီမေးလ်ကိုအသုံးပြုဖို့လိုတယ်တကယ်လို့ပေါ့နော်ဒီနေရာမှာဂျီမေးစားထိုးတဲ့နေတွေဂျီမေးထည့်တဲ့နေတွေဖုန်းနံပါတ်ထည့်တဲ့နေတွေကျွန်တော်ပြပေးထားတဲ့ဗီဒီယိုဖိုင်ရှိတယ်ဝင်လေ့လာလို့ရတယ် ဒါကကျွန်တော်ရဲ့အကောက်ကိုဒါကျွန်တော် recovery ထည့်ထားတဲ့ phone number တွေ gmail တွေပေါ့နော်ဒီနေရာမှာတချို့ဆိုအများကြီးထည့်ထားလို့ရှိတယ်။အဲအဲ့ဒီရရှိတဲ့နေရာလေးပေါ့နော်ဒီလိုမျိုးအမှတ်လေးချစ်ဖို့လိုတယ်။အဲတချို့ကြတော့လေဒီနေရာမှာ phone number ရှိတယ်ပေါ့နော်ဒါပေမဲ့ဒါတွေကိုအသုံးပြုနေမှရမှာနော်။အဲ Facebook ကောက်ဆိုရယ် Facebook ကောက်အသုံးပြုနေမှရမှာဒါဆိုရယ်ဒီ gmail ကရှိနေမှရမယ်။အဲ phone number ရှိတယ်ဆိုရယ် phone number ပေါ့နော်ရှိတဲ့နေရာကိုဒီလိုမျိုးအမှတ်လေးချစ်โอเคတော့ပေါ့မလို့မျှော်လင့်နေเนาะအဲကျွန်တော်မှတစ်ခုတည်းရှိတယ်တစ်ခုတည်းပေါ့နော်ဒီ gmail ကလည်းကျွန်တော်အသုံးပြုနေတယ် โอเคဒါဆိုရင်ဒီနေရာမှာဒီလိုမှတ်လေးချစ်ပြီးဆိုတော့အောက်က continue ပေါ့เนาะအပြာလေးကိုတစ်ချက်နှိပ်မယ်โอเคဒါဆိုရင်ဒီ gmail ကိုဒါကျွန်တော်ရေးမိဆိုကနောက်က shift နဲ့ shift က key နဲ့ပေါ့เนาะသူကအကုန်မပြပေးတော့ဘူး policy ကသူပိတ်ထားတာပေါ့เนาะအဲ့ဒီ gmail ကိုဒါသူကခဏလေးတွေသွားပို့မယ်ပေါ့เนาะအဲ့ဒီခဏလေး6လုံးကဒီမှာထည့်ပေးရမယ်ပေါ့เนาะခဏဆောက်ပေးလိုက် ကျွန်တော်ရဲ့ဖုန်းထဲမှာလည်းဒီ Gmail ရှိနေအဲဒီမှာ Gmail လေးရောက်လာပြီပေါ့နော်။အာ Gmail အသုံးပြုနေတဲ့မိတ်ဆွေတို့အဲ Gmail ပေါ့နော်တကယ်လို့ကျွန်တော်ရဲ့မိတ်ဆွေက Gmail ကမမမိဘူးမရှိတော့ဘူးဆိုရင်ဒါဖုန်းနံပါတ်ဆိုတော့ဖုန်းနံပါတ်ပေါ့နော်။ဘာမှမရှိတော့ဘူးဆိုရင်လည်းထည့်တဲ့နေတဲ့နေ့လေးကျွန်တော်တင်ပေးထားလာရှိတယ်။သွားကြည့်ပြီးတော့လက်ရှိကိုရဲ့ Facebook ကအသုံးပြုနေတဲ့အချိန်ဒီမှာဆိုရင်ထည့်ထားပါ။အခုလိုမျိုးမမမိတဲ့အချိန်ဆိုရင်ဒါအလွယ်လေးတစ်ခုယူလို့ရတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ကအဲ့ဒါလေးကို Gmail နဲ့ဝင်လာဖြစ်တဲ့အတွက် Gmail လေးကိုကျွန်တော်ဆွဲလိုက်မယ်။ အဲဆွဲလိုက်ရင်ဂျီမေးမှာစာလေးပို့လာတာဗောနော်စာလေးက4433269ဗောနော်အဲဒီကဏ္ဍလေး6လုံးထည့်ပေးရမယ်4333269ဗောနော်အဲဒီနေရာမှာထည့်ပေးရမယ်4332အဲ269အဲထည့်ပေးပြီးတော့အောက်က continue ကိုတစ်ချက်နှိပ်မယ်အဲနှိပ်မယ်ဆိုရင်ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေက Facebook account password အသိရပြီပေါ့နော် โอเคแล้วဆိုရင်ဒီနေရာမှာကျွန်တော်ရဲ့မိတ်ဆွေက Facebook account password ကိုမိတ်ဆွေအဆင်ပြေသလိုမျိုးပေးလိုက်ပါတော့အဲကျွန်တော်ကတော့အဆင်ပြေသလိုမျိုးပေါ့နော်ဒါကျွန်တော်ထည့်လိုက်မယ်အရှိကနေပြီးတော့အဲ့ဒါမိတ်ဆွေကိုကြည့်တဲ့မျိုးကိုထည့်ပါနော်။โอเคဒါကတော့ကျွန်တော် Facebook password ဒါကျွန်တော်ရဲ့ Facebook password အစ်စ်ပေါ့နော်။အဲ့ဒါကျွန်တော်ချင်းလိုက်ပြီ။အဲဒီလိုမျိုးထည့်ရမယ်ပြောတာမဟုတ်နော်။မိတ်ဆွေကကိုကြည့်တဲ့မျိုးကိုထည့်။โอเคပြီးသွားပြီဆိုရင်ဒီအောက်ကမှာအပေါက်အကွက်ကလေးရှိတယ်နော်။အဲ့ဒီအကွက်ကလေးကိုချစ်ချစ်လိုက်။ အချစ်လိုက်ပြီးတော့ဒီဘေးကတော့ဒါကကျွန်တော်ပြပေးရတာပေါ့နော်အဲဒီတိုင်းထည့်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေကဒီ next ကိုနှိပ်လိုက်တာ ਨੇ အဲဒီ next ကိုနှိပ်လိုက်တာ ਨੇ ဒါမိတ်ဆွေရဲ့ Facebook အကောင့်ကဒါ password အစ်တရသွားပြီအစ်တချင်းဟာဒါကတော့အစ်တပေါ့နော် Facebook password အစ်တရသွားပြီအဲကိုဘကိုတေးချရေးမှတ်ထားပေါ့နော်အဲကိုမှ Gmail နဲ့ကိုပိုင်းသုံးနေဆိုတော့ပြဿနာမရှိဘူးကြိုက်တယ်လို့မျိုးလုပ်လို့ရတယ်ပေါ့နော် Okay ဒါဆိုရင်တိုင်နေရာလေးမှတ်ချက်တာဆိုရင်ကိုရဲ့ Facebook account ကိုတယောက်ကခိုးသုံးနေဆိုရင်လည်း auto ထွက်သွားမယ်ပေါ့နော် okay ဒါကတော့အဲဘာမှမမမိတဲ့ကိုရဲ့ facebook account ရဲ့ password ကိုပေါ့နော်ဒါကတော့အစ်စ်ယူတဲ့နီး ဒါအသစ်ချိန်နေနေပေါ့နော်အဲ Facebook မှာနီးလန်းတဲ့ချက်လုံးကိုကျွန်တော် sharing လုပ်ပေးလိုက်ပြပါပြီ Okay ဒါဆိုရင်ကျွန်တော် Gmail ကိုနောက်တစ်ချက်သွားမယ်ကျွန်တော်ကတော့မချိန်ကျင်တာဖြစ်တဲ့အတွက်ကျွန်တော်မချိန်တော့ဘူးနော်အဲမိတ်ဆွေကချိန်မဆွေ next ကိုသွားလိုက်ရင်ဒါမိတ်ဆွေ Facebook အဲ password အသေးရသွားပြီပေါ့နော် Okay ဒီလောက်ပဲပေါ့နော်အဲဒါဆိုရင်ကျွန်တော်ကတော့မချိန်တဲ့အတွက်ကျွန်တော်ကတော့မချိန်တော့ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော် Gmail ကိုနောက်တစ်ချက်ထပ်ပြပေးမယ်အဲ Gmail မှာလည်းထုတ်သူပဲပေါ့နော်လက်ရှိကိုအသုံးပြုနေတဲ့ကိုယ့်ရဲ့ Gmail pass Gmail ပေါ့နော်အဲ password အသေးမှတ်မိသည်ဖြစ်စေမမှတ်မိသည်ဖြစ်စေပေါ့နော်အသစ်လိုချင်ဘယ်လိုမျိုးယူမလဲပေါ့နော် โอเคဒါဆိုရင်တော့ကျွန်တော် Gmail ဆိုတော့ Gmail နဲ့ကိုပဲကျွန်တော်သွားလိုက်မယ်။โอเค Gmail နဲ့ရောက်လာပြီဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကအဲဘယ် Gmail ကိုကိုချိန်มาလဲပေါ့နော် Gmail ကဟိုဘယ်နှခုရှိလဲပေါ့နော်အဲဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဒီ profile နေရာလေးကိုတစ်ချက်နှိပ်လိုက်အဲကျွန်တော်မှာကတော့အဲဒီတိုင်းထပ်ပေါ်လာမယ်အဲ့ဒီ profile နေရာလေးကိုနောက်တစ်ချက်ထပ်နှိပ်လိုက်အဲဒီလိုမျိုး Gmail နေလာပြတာပေါ့နော်ကျွန်တော်မှာကတော့ Gmail နေအများကြီးရှိတယ်ကျွန်တော်ရဲ့မိတ်ဆွေကဘယ် Gmail ကို password ချိန်มาလဲဘယ် Gmail ကို password မမမိတာလဲပေါ့နော် အဲ့ဒါမိတ်ဆွေကရွေးချယ်လိုက်အဲဥပမာကျွန်တော်ကဒီအပေါ်ဆုံးကြောက်တစ်ခုပေါ့နော်အဲဒီအပေါ်ကဂျီမေးကိုပဲကျွန်တော်ကချိန်ကျင်တာအဲဒီဂျီမေးကိုကျွန်တော်မမှတ်မိဘူးပေါ့နော်โอเคဒါဆိုရင်ဒီလိုမျိုးလေးပေါ့နော်ကိုချိန်မဲ့ဂျီမေးကိုရေးပြီးတော့နှိပ်လိုက်အောင်လောက်ပဲနော်အဲဘာမှလို့ဆံမလို့ဥပမာဒီကိုကိုချိန်မဲ့ဆိုရင်ကိုကိုနှိပ်လိုက်အဲဒီလောက်ပဲပြီးသွားရင်အဲဒီနေရာလေးကိုတစ်ချက်နှိပ်အနှိပ်လိုက်ရင်ဒီမှာကိုချိန်မဲ့ဂျီမေးကအပေါ်မှာလာပြပေးနေတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကဂျီမေး password ကိုချိန်မယ်ချိန်မဲ့ဆိုရင်အဲဒီနေရာလေးပေါ့နော် manager ကို Google account ပေါ့နော်အဲဒီချုပ်ဖုန်းနဲ့ကြတော့ Google account ဘယ်လိုရေးထားလဲမသိဘူးပေါ့နော်အဲဒီလိုမျိုး white နေတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက် โอเคဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီဘားလေးကိုဟိုဘက်ကြီးပဲဆွဲလိုက်အဲဒီဘားလေးကဒီလိုမျိုးလေးဆွဲလို့ရတယ်နော်အဲဆွဲရင်ဒီမှာ security ဆိုတဲ့နေရာလေးရှိတယ်အဲဒီနေရာကပဲချိန်တာကောင်းပါတယ်အဲဒီနေရာကိုနှိမ့်မယ်အဲနှိမ့်ပြီးတော့အဲဒီနေရာမှာဒီတိုင်းထားလို့မရဘူးမှာ two step တွေပါတယ်ဒါတွေကျွန်တော်တင်ပြထားတာရှိတယ်ဂျီမင်းအောက်ကဒီတိုင်းထားရင်လုံခြုံမှုမရှိဘူးတရားရောက်ကလွယ်လွယ်တကူယူလို့ရတယ်ဗောနော်အဲဒီမှာ two step တွေပါတယ် on နေတယ်ဒီလိုမျိို on နေလို့မရဘူးဖွင့်ထားမှရတယ်ဗောနော်အဲဒါ two step ခံမယ် အနောက်ချက်ဒီလိုမျိုးအမိတ်တိတ်တွေဝါနေလုံးမြောက်တွေကဘာတွေထုံးဖုံးထဲမဲ့ recovery main ထဲမဲ့ပေါ့နော်အာဒါထဲတဲ့နီလန်းလေးကိုလည်းကျွန်တော် sharing လုပ်ပေးတာတော့ရှိတယ်အဲကိုယ့်ရဲ့ gym in account ကောင်းမဆိုးရှော့အောင်ဘယ်လိုမျိုးစကြူဘယ်နည်းမြင့်ရမလဲဆိုတာလည်းကျွန်တော်တင်ပေးတာတော့ရှိတယ်ဝင်ရောက်လေ့လာလို့ရတယ်ပေါ့နော် okay ဒါကတော့ကျွန်တော် password နဲ့ password chain ကြီးကိုပြပေးမှဖြစ်တယ်တော့ပေါ့နော် password ကိုသွားလိုက်မယ်အဲဒီစကြူတွေထဲမှာ password မြင်မယ် password ကိုနှိပ်မယ် okay ဒီနေရာမှာဒါကျွန်တော်ကဖုန်းမှာဖြစ်တယ်တော့ပေါ့နော်ကိုယ့်ရဲ့ဖုန်းကိုတော့ဒါမျက်နှာတော့ခတ်ထားဖို့လိုတယ်ဘာမှလုတ်เสียမလို့ဒီတိုင်းပဲခဏစောင့်နေအဲဒါမဲသွားတယ် မဲသွားလိုက်ဆိုတာကျွန်တော်ရဲ့ဖုန်းမှာကျွန်တော်ကမျက်နှာတော့ရှိတယ်မျက်နှာတော့ကိုယ့်ရဲ့ဖုန်းနဲ့မျက်နှာတော့ခတ်ထားဖို့လိုတယ်ပေါ့နော် password ချိန်နေနေရာဒီမှာ okay ဒါဆိုရင်တော့ကိုယ့်ရဲ့ဖုန်းရဲ့မျက်နှာတော့လေးကိုဖွင့်ပေးလိုက်ပေါ့နော်ဖွင့်ပေးလိုက်ဘာမှလုပ်စရာမလိုဘူးသူ့ဘာလို့ auto သွားတာပေါ့နော် okay ဒါဆိုရင်ကျွန်တော်ရဲ့မိစ္ဆာကအဂျီမင်းရဲ့ password ကိုအစ်တရေးလို့ရပြီ okay ဒါဆိုရင်ဒီမှာအဲအစ်တထည့်မယ်ပေါ့နော်ထည့်တဲ့နေရာမှာလည်းအပေါ်ကြောင်းနဲ့အောက်ကြောင်းနဲ့တူမရမယ်ပေါ့နော်အဲ facebook ဟာ change လို့ပဲနော်အဲဒါကျွန်တော်တစ်ချက်ထက်ထည့်ပြပေးမယ်အဲဥပမာဖြစ်ပေးပေါ့နော်အဲဒီနေ့3 4 5 6 9 8ပေါ့နော်အနည်းဆုံး7လုံးထည့်ပေးရတယ်โอเคဒီနေရာမှာလည်းထို့အတူပဲပေါ့နော်အဲဒီလိုမျိုးလွဲနေလို့မရအောင်နော်ဥပမာကျွန်တော်ကဒီလိုမျိုးလွယ်လွယ်ကြီးကျွန်တော်ထည့်ပြမယ်ဒါလွယ်လွယ်နေတော့မရဘူးနော်အပေါ်နဲ့အောက်နဲ့တူမရမယ် KO ကို1 2 3 4 5 6 9 8ပေါ့နော် ်နောက်ထပ်ရှစ်သလုံးโอเคဒီတိုင်းဒီတိုင်းထဲတူမရမယ်เนาะတကယ်လို့ကျွန်တော်ရမယ်ဆိုတာဒီနဲ့ចောင်းကမတူဘူးလွဲနေတယ်ပေါ့เนาะနောက်တော့ကျွန်တော်ထည့်ထည့်ပြမယ်လွဲနေလို့ဒီတိုင်းချိမ့်မယ်ဆိုရင်မရဘူးဒီလိုမျိုးအနီးပြနေမယ်เนาะအဲဒါဆိုရင်ကျွန်တော်ရမယ်ဆိုတာဒီနေရာမှာအဲဒီလိုမျိုးအပေါ်ចောင်းနဲ့အောက်ចောင်းနဲ့ကိုတူမရမယ်အတူပြီးတော့ချိမ့်မှာပဲရမယ်เนาะโอเคတူနေမယ်တူနေမယ်ဆိုရင်အောက်ကချိမ့် password ကိုနှိပ်လိုက်တာ ਨੇ ဒါမိတ်ဆွေရဲ့ဂျီမင်းကလည်းဒါ auto password ချိမ့်တော့ပါပြီဒီလမ်းလေးကလည်းဒါ အဲတကယ်တမ်းကတော့လက်ရှိကိုရဲ့ဂျီမင်းကိုအသုံးပြုနေတဲ့ချိန်မှာပေါ့နော်အဲဒါစိတ်ထဲမှာမတင်ကဖြစ်တဲ့ဆိုရင်ချိန်လိုက်ပါဒါတချို့ဂျီမင်းပတ်ဆက်ချိန်နေနေလည်းမျှဝေပေးပါလို့အဲတောင်းဆိုရက် sharing လုပ်ပေးတဲ့ချိန်ဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ရဲ့ဂျီမင်းကို two step ခံတာတို့ recovery phone recovery meter တွေပေါ့နော်အဲထည့်ထားပေးပါဟုတ်ကဲ့ပါအနားမလည်ဘူးဆိုရင်လည်းကျွန်တော်ရဲ့ account ထဲမှာကျွန်တော်ဘယ်လို music တွေဘိုင်းနေမြင့်ရလဲဆိုတာတွေစပါပေါ့နော်အဲကျွန်တော်တင်ပေးရတာရှိပါတယ်ဟုတ်ကဲ့ပါဒီ video လေးကတော့ဒီလောက်ပါပဲအဲဒီလောက်ဆိုရင်ကျွန်တော်မိတ်ဆွေနောက်က line လို့တက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ် ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်